တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့စီပင်ဝင်တဲ့ဟန်ဆောင်ပြီးတော့ပတ်စံ၉သိန်းလိမ့်လေသွားတဲ့ဒါလူလိန်ရဲ့ video ကိုဒါ CCTV မှာ CCTV မှာမိသွားတဲ့ဗီဒီယိုကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်လက်တူတူကြည့်ရှုလိုက်ကြရအောင် ဘိုင်း6နာရီမထိုးခင်လောက်ကစိုက်မှာပတ်စံ9တိတ်အလိန်ခံလေးရတယ်ဗောနော်။ဘာလို့တင်တာလဲဆိုတော့နောက်ထပ်စိုက်နေဟိုထပ်ပြီးတော့လိမ်မှာဆိုလို့ဒီလူရဲ့ပုံစံအောင်လဲတိထားစေခြင်းနဲ့ပြီးတော့သူ့ရဲ့လိမ်မုံလိမ်နည်းကိုလဲတိထားစေခြင်းလို့ဗောနော်။နောက်ထပ်သူလဲကိုယ်လိုအလိန်မခံရအောင်လို့တင်တာဖြစ်ပါတယ်။မနေ့ကတော့ကိုယ်ကလဲအိမ်အောင်စောစောပြန်လာမိသွားတယ်။ အော်ခတိုင်းဆိုရင်အိမ်ရောက်လို့ဆိုရင်လည်းဆိုင်ရန်စီတီဗီကိုကလှန့်လှန့်ပြီးတော့ကြည့်တယ်မနေ့ကကြတော့မကြည့်မိဘူးအဲ့မှာလေအိမ်ကြီးအပြာနဲ့ပစိုးမှပြီးတော့ဝင်လာတယ်လို့အဲ့လိုအဲ့လိုသူကဝင်လာတဲ့လုံးဝကိုနဲ့တိတယ်ပေါ့ဒါကကိုနဲ့လုံးဝရင်းနေတယ်ကိုနဲ့တိတဲ့ပုံစံမျိုးဆိုင်မှာတက်ပြောတာတက်ပြောပြီးတော့ဘယ်လိုပြောလဲဆိုတော့သူကဈေးကောင်းရောက်အောင်ပေါ့စီပင်ရောက်အောင်ပေါ့နော်อืมဈေးကောင်းရောက်အောင်ပေါ့ဟိုမှာဗရေတပင်တီးဖို့ တို့မှာအကျွေ6ဒိန်းလောက်ရှိရေပေါ့အဲ့ဒါအကျွေနဲ့ပတ်စံ6ဒိန်းနဲ့အဲ့လိုတောင်းနဲ့6ဒိန်းနဲ့လဲကျင်တာပေါ့နော်ဒီကကလေးတယောက်နဲ့ပတ်စံ6ဒိန်းထည့်ပေးလိုက်ပါပေါ့ဟိုရောက်လို့ဆိုရင်အမ်စီပင်ရောင်းရောက်လို့ဆိုရင်သူအကျွေ6ဒိန်းပြန်ထည့်ပေးလိုက်မယ်ပေါ့ဒီလားအဲ့လိုပြောတာအမှန်တကယ်တော့ဟိုသူပဲစေကောင်းသလားကိုရီပဲအတလားတော့မသိဘူးပေါ့နော်အမှန်အမှန်တကယ်တော့ကိုရီအယုံအယုံလွယ်လို့ဖြစ်သွားနောက်တစ်ခုကလည်းသူကစီပင်ယုံကပြောတော့စီပင်ယုံကမလိုက်ခဲ့ခိုင်းတာဆိုတော့လေအဲ့လိုမျိုး အယုံလွယ်သွားတာပေါ့နော်ပြောမင်းဆိုရင်တော့အယုံလွယ်ပဲဖြစ်သွားအဲဆိုင်ရန်ကလေးနဲ့မဆန်9သိန်းအောင်လဲထည့်ပေးလိုက်တယ်အမှသူကအဲ့တလုံးမှာဆိုင်ရန်ကလေးကိုလှမ်းပြီးတော့ဖြုတ်ခိုင်းတာအဲ့အဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့သူကရုတ်တရက်အယမ်းရှိရဲ့ဒီလားအဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့အဲ့နဲ့ဆိုင်ရန်ကလေးကလည်းအဲ့တလုံးဖြုတ်သွားသူကလုံးဝနော်ကိုနဲ့လုံးဝရင်းနေတဲ့ပုံစံဆိုင်မှာတပြောတာနော်အဲသူကဈေးကောင်းရောက ဘာညာဆိုပြီးတော့အဲ့လိုမျိုးတက်ပြီးတော့အဲ့ဒါခလေးကိုပဲသူကခေါ်သွားတယ်ခေါ်သွားပြီးတော့လေကိုရီဒီဆိုင်ကျော်မှာကုံညောက်ဆိုင်ရှိတယ်။အဲ့ကုံညောက်ဆိုင်မှာလည်းသူကစကားဝင်ပြောလှမ်းလှမ်းပြောတာစကားကိုအဲညီကိုရီသူ့မှာအကျွေး၃သိန်း၄သိန်းလောက်ရှိတယ်လာခဲ့အောင်မဲ့ဘာညာဆိုပြီးတော့အဲ့လိုမျိုးအဲ့ကုံညောက်ဆိုင်ကကိုကြီးနဲ့လည်းစကားလှမ်းပြောတော့ဆိုင်ကခလေးကလည်းအဲသူကလုံးဝဈေးရလွေနဲ့လည်းအကလုံးတိတယ်ဘာဖြစ်နေကြလဲအယုံသွင်းတာပေါ့နော် ညာဘက်ကျတော့ကုံညာဆိုင်ရံကိုရကိုကဖုန်းဆက်ပြီးတော့မေးတာပေါ့ကိုကြီးကိုကြီးနဲ့အဲ့လူစကားလှမ်းပြောတယ်လို့ပြောကိုကြီးနဲ့တိလားဆိုဟိုကုံညာဆိုင်ရံကိုကြီးကညီမလေးရဲ့အဲ့အဲ့လူနဲ့ကိုကြီးနဲ့လည်းမတိဘူးတဲ့မြင်လည်းမမြင်ဘူးတဲ့သူဘာစကားလှမ်းပြောမြင်လည်းမတိဘူးတဲ့လောကမတိဘူးလို့ပြောတာပေါ့ပြီးတော့ခဆိုင်ကလေးကိုခေါ်သွားပြီးတော့ तू ကတလန်းလုံးမှလည်းအဲ့လိုမျိုးစကားတွေတလန်းလုံးကလူရင်းနဲ့လည်း तू ကစကားတွေလှမ်းလှမ်းပြီးတော့ပြောတာပေါ့နော်အဲပြောရဲနောက်ဆုံးစီပစီပယုံနဲ့ထီလေ तू ကဝင်သွားတယ်သူစီပယုံနဲ့ထီဝင်သွားတော့ကလေးကို तू ကအဝမှထားခဲ့တယ်တဲ့ခဏညီလေးခဏစအောင်ပေါ့ ညပစံ9ဒိတ်နဲ့မင်းနဲ့ခဏစအောင်ပေါ့ငါအထဲထဲမှာအကြွေသွားယူလဲအောင်ပဲပေါ့ပြီးလေပြီးရောခလေးကိုအထဲထဲဒီမခေါ်တော့ပြန်မဆောက်ငိုင်းပြီးတော့ तू ကပြန်ထွက်လာတယ်တဲ့ပြန်ထွက်လာပြီးတော့ဘာပြောလဲဆိုတော့ရုံးမှာပစံမရှိဘူးပေါ့မင်းအိမ်လိုက်ခဲ့ပေါ့အိမ်မှာပစံသွားယူမယ်ပေါ့အဲ့ဒါဒီကခလေးကလည်းตัวแล้วตึกပြီးတော့ကလေးဆိုတော့လည်းน้ําမလဲဘူးပေါ့เนาะအဲလူကြီးခိုင်းတာပဲလောက်ကတော့ဆိုတော့အမသူ့အိမ်ကိုလိုက်သွားဗေနာရီခေါ်သွားလဲဆိုတော့အမငွေရတူအပေါ်မှာစာဝါးကြီးရှိတယ်စာဝါးကြီးဘေးမှာတိုက်တိုက်စောက်နေတာရှိတယ် အဲအဲ့တိုက်တဲ့သူဝင်သွားတယ်ဝင်သွားရဲ့ခလေးကိုကြတော့အပြစ်မှာအဲရက်ဆောင်ခိုင်းတာမင်းခဏဆောင်းကအိမ်ထဲမှာအကြွေထုတ်သွားယူလဲအောင်မယ်ဆိုပြီးတော့ဒီလားခလေးကလည်းဒီဘက်လှည့်ပြီးတော့စောင့်နေတာပေါ့သူ့အဝမှာစောင့်နေပြီးတော့သူကအနောက်ကနေပြန်ရောက်လာပြန်ရောက်လာပြီးတော့ကြောကိုတစ်ချက်ပုတ်လိုက်တယ်ပုတ်လိုက်ပြီးတော့ခလေးကိုအိတ်တောင်းနေတဲ့အခုနဆိုင်ကနေဖြုတ်သူဖြုတ်လာခိုင်းနေအိတ်အိတ်တောင်းနေဟာဒီခလေးကဘာဖြစ်လဲဆိုတော့အိတ်တယ်မကဘူးသူ့ကိုအိတ်ကောပတ်ဆက်အောင်ထုတ်ပေးမိသွားတယ်တဲ့ ထုတ်ပေးမိလိုက်တယ်ဗောနော်ထုတ်ပေးမိသွားရဲ့သူအဲ့လိုမျိုးပခုံးတစ်ချက်ရိုက်လိုက်တာထုတ်ပေးမိသွားရဲ့ပြီးလဲပြီးရောပတ်စံ6ဒိန်းလဲယူသွားတယ်အဲ့လဲယူသွားတယ်အဲ့ထဲလဲဝင်သွားတယ်ပြီးတော့အမရှိတော့ဘူးသူလဲစောင့်နေရပါတော့ပြန်ထွက်လာမလားထွက်လာမလားထွက်လာမလားတော်တော်ကြာရဲ့အဲ့ကလေးအိမ်နားမှာနေစောင့်နေရကန်ကောင်းတာတခုကဘာလဲဆိုတော့လေဒီပတ်စံ6ဒိန်းဟိုတာဒီကလေးကတတိရှိပြီးတော့မပေးဘဲနဲ့နေအဲ့ပတ်စံ6ဒိန်းတွေနဲ့ဒီကလေးကိုလဲသူကအန်နေပြုတ်မှာပဲသူတို့ကသူကတယောက်တည်းတော့မဟုတ်ဘူးနောက်ထပ်လူတွေလဲပါအောင်မှာပဲရှိနေအောင်မှာပဲ ပစံ၉သိန်းအောင်ဒီကလေးကမပေးဘဲနဲ့ညင်းဆန်နေလို့ဆိုရင်လေဒီပစံ၉သိန်းကြောင့်လည်းဒီကလေးအသက်အနည်းတခုခုဖြစ်မှဒါမဖြစ်သွားဘူးဒါကတော့ကန်ကောင်းသွားတာပေါ့နော်ကန်ကောင်းတော့အပီးလဲပြီးတော့ဆိုင်အောင်ကလေးလဲပြန်ပြီးတော့ရောက်လာတယ်လန်းလျှောက်ပြီးတော့ဆိုင်အောင်ကလေးလည်းပြန်ရောက်လာတယ်။သူလည်းမရှိတော့ဘူးပစံကိုသိန်းလည်းအလိန်ခလေးရပါတယ်။ပါသွားတယ်ပေါ့နော်လှုပ်ရှားရှိတာနောက်မှထပ်ပြီးတော့လှုပ်မယ်ပေါ့နော်။အဲ့တော့ဒီလို ဒီလိုမျက်နှာကိုလည်းအမှတ်ထားပေးပါဘောနော်သူရဲ့လိန်လေးကလည်းလုံးဝလူရင်းပုံစံလိန်နဲ့အမှန်တကယ်တော့ကိုယ်ရဲ့အယုံလွယ်သွားတာလည်းပါပါဘောနော်သူပဲစိတ်ကောင်းလားဘာလို့တော့မပြောတဲ့လောလောဆယ်တော့ပုစံကိုသိမ့်တော့အလိန်ခံလိုက်ရပါတယ် ကဲပါဒီနေ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြရတဲ့ရည်ရွယ်ချက်ကတော့နေရာတကာမှာဒါလူလိမ့်နေဆိုတာကဒါအများကြီးရှိပါတယ်အဲ့တော့ကလူတိုင်းကိုဒါအယုံမလွယ်ဖို့ဒါရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချမ်းမြေသောနေ့ဤတည်းဒီပိုင်ဆိုင်ကြပါစေခင်ဗျာ thank you